မင်္ဂလာပါဒီနေ့ဖတ်ပြပေးမယ်ဝတ္ထုတိုးလေးကတော့ဆရာလေသွင်းသားဆုတ်ချည်ရေးထားတယ်မာရသွန်ပွဲမှာမျက်ရည်ဆိုတဲ့ဝတ္ထုတိုးလေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ခံစားနားဆင်ပေးကြပါဦးစူစူညံ့ညံ့အတန်များကြောင့်အိပ်ပျော်နေရမှာ နိုးလာရသည်ပတ်ဝန်းကျင်မှာမောင်မင်းနေစေ အာယုံဦးဤရှေ့ပြေးဖြစ်သောအလင်းရောင်လေးပင်မလာသေးပါနနက်၄နာရီခန့်သာရှိုံမီမြစ်ကြီးနားဆောင်သည်အေးလွန်းလာ၏အိယာထဲမှຫນွေထွေးစွာအိပ်ပျော်နေဖို့ကောင်းသောအချိန်ဖြစ်သည်ထို့သောလမ်းဘေးစီမှနုံနုံကြားကြားဖြစ်နေသောအတန်များအဆက်မပြတ်ထွက်နေပေသည်လူကြီးလူငယ်အတန်မျိုးစုံဖြစ်သည် ရေတန်ခေါ်တန်လမ်းအော်တန်နှင့်အတူပြေးလွှားနေသော ခြေတန်များအနီးမှအတန်များ တောင်ဖက်စီတို့တဖြည်းဖြည်းဝေးရီဝေးရီသွားသည်မြောက်ဖက်တို့ဝေးဝေးမှအတန်များကတဖြည်းဖြည်းနီးရွေနီးရွေလာပြန်သည်ပြီးတော့အိမ်အနီးမှ ဖြတ်ကျော်သွားကြသည်တတုပ်ပြီးတတုပ်အတန်များကအစ်စ်အစ်စ်ထွက်ပေါ်လာနေသည် မီနီမာရတ်တွန်အတွက်အပြေးလေးကျင့်နေကြသော ကလေးငယ်များ၏အတန်ဖြစ်သည်သူတို့၏အတန်များကတက်ကြွလန်းဆန်းနေသည်အေးဒီချမ်းဒီများကသူတို့ကို ဟန်တားနိုင်ခြင်းမရှိ နနတိုင်းကြားနေရသောအတန်ဖြစ်သည်သူတို့ဤပျော်ရွှင်တက်ကြွနေမှုကိုသဘောကျမိ၏ထို့သောကျွန်တော်ကတော့အိယာထဲမှာဆောင်းထူးထူးခြုံရက်ပြန်အိပ်ပြောသွားသည်ယနေ့မာရသွန်ပြိုင်ပွဲနေ့ဖြစ်သည်နနတ်၄နိုင်လောက်ကလေးကမြကြီးနာတမျိုးလုံးစူးစူးညံ့ညံ့နိုးကြားနေကြသည်ကျွန်တော်လည်းအိပ်ပျော်နေ၍မရတော့ပြိုင်ပွဲကြီးကြပ်သူများတွင် ပါဝင်နေ၍တာလွတ်ရန်နေရာသို့ရောက်နေရသည် ပန်စွန်ခေါက်ကလက်ရှိမှာတာလွတ်စင်မြင့်ရှိသည်အပြေးသမားများရောက်ရှိနေကြပြီ အမျိုးသားဖိတ်ခေါ်မာရတွန်ပြည်နယ်အစ်စ်မာရတွန်ပြည်နယ်အလွတ်တန်းအမျိုးသမီးမာရတွန်နဲ့မီနီမာရတွန်ကြားမနှမျိုးခွဲထားသည်အားလုံးပေါင်း၅မျိုးဖြစ်ပါသည်အလွတ်တန်းတွင်ရန်ကုန်မန္တလေးပြင်ဦးလွင်ဗမော်စကိုင်းတောင်ကြီး တနိုင်ငံလုံးမှပါဝင်သည်ကြံသည့်မာရသွန်လေးခုမှာ ပြည်내အတွင်းမှလူများသာပြိုင်ခွင့်ရှိသည်ကလေးများကိုတပေါင်းနဲ့စုစည်းထားသောနေရာသို့သွားကြည့်သည်ကလေးများမှာစူညံစွာနှင့်တာလွတ်ချိန်ကိုစောင့်ဆိုင်နေကြ၏ပြည်내မှထုတ်ပေးထားသောမာရသွန်တစိပ်ပါသောစွတ်ကျဲအင်ဂျီလေးများကိုကလေးများအားလုံးဝတ်ဆင်ထားကြသည်စွတ်ကျဲရှိနောက်မှနံပါတ်တစိပ်များကလျက်ကျွန်တော်တို့နနက်တိုင်းတရီနိုးအောင်နိုးနေကြသည့်ကလေးများဖြစ်သည် အားလုံးပေါင်း10နှစ်အောက်များဖြစ်ကြသည်9နှစ်အရွယ်ကလေးများအထိပါသည်သူတို့ပြေးရမည်ခရီးအကွာအဝေးက73မိုင်ဖြစ်သည်ဒီကလေးတွေတကယ်ပြေးနိုင်မှာမလားတန်တရားဖြစ်မိ၏အေးလေမနဲ့တိုင်းလေးကျင့်နေကြတာပဲရတဲ့သူလဲရမှာပေါ့လမ်းမှာကြံတဲ့သူလဲကြံခဲ့မှာပေါ့တို့တော့သူတို့အားလုံးကလည်းအာမန်အပြည့်ဟန်အပြည့်နဲ့နနက်6နာရီမထိုးမီကချင်ပြည်နယ် အေဂျန်တာယာရေးနဲ့ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌနဲ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုတို့ရောက်ရှိလာသည်အပြည်သမားအားလုံးအတွက်တာလွတ်သည့်ဆင်ရှိမှပင်နေရာယူထားကြသည် ကချင်ပြည်နယ်ဤဂုံဒူးဆောင်မြန်မာနိုင်ငံဤဂုံဒူးဆောင် အပြည့်ချံပြည်ရန်အာကစားသမားနှစ်ဦးဖြစ်သည့်ဥရှင်ပွေကန်းနှင့်ဥမီတုံတော်တို့ချံရံလျက်တာလွတ်စင်မြင့်ပေါ်သို့တိုင်းမှုတက်ရောက်သွားသည်သူတို့နှစ်ဦးမှာအသက်50ကျော်တော်လဲကျမ်းမာနေဆဲဖြစ်၏ အပြေးချန်ပီယံ2ဦးကိုယခုမှပင် တွေ့မြင်ဘူးသည် အပြေးသမား2ဦးနှင့်အတူတိုင်းမူးပါအာကစားဝတ်စုံကိုဝစ်စင်လျက်6ရက်တိတိတွင် တိုင်းမူးကတနက်ဖောက်၍တာလွတ်ပေးသည်ရေတကားဖွင့်ချလိုက်တကယ်သို့လူရည်စည်းချောင်းကြီးကလမ်းမပေါ်မှဒလဟောစီမျောသွားလေသည်တာလွတ်သည့်နေရာသို့လာရောက်အားပေးကြသောလူအုပ်ကြီးမှလည်းလက်ခုပ်တီး၍တခဲနှင့်အားပေးကြလေသည် လမ်းဘေးဝဲရာမှာ စောင့်ကြနေကြသူများကလည်းလက်ခုပ်တီး၍အားပေးကြ၏အပြေးသမားရေးအလင်ကလေမြန်စွာ စီးစင်းနေစေလက်ခုပ်တန်းများကလည်းစူညံနေစေပါပန်းဝင်ရာနေရာမှာအေးတရာအာကစားခွင့်အတွင်ဖြစ်သည်အရှိဖက်ကောင်းကင်တွင် အာယုံဦးဤရောင်ကြီးများကုံမြူး၍လာသည် နနက်ခင်းဤလေပြင်းလေငင်းကအေးတရာကွင်းဘက်လေမှ ရောင်စုံအလံများကို ဆော့ကစားနေသည်ကွင်းဤအရှိဖက်ထိတ်တွင်မနှောမြေဤအထိတ်အမှန် မနောတိုင်ကြီးများကဝင့်ကြွားစွာရက်တီလျက်ရှိသည်ပြေလန်ထိန်မှမာရသွန်အမျိုးအစားအလိုက်ပန်းဝင်ရမိမုတ်ဦးများကလည်းပြည်သမားများကိုစောင့်ကြွေနေလေသည်တာဖန်းသည့်ဒိုင်လူကြီးများအလုံးအသင့်ဖြစ်နေပါပြီတိုင်မူကြီးအပါအဝင်တက်မတော်မှအရာရှိကြီးများပြည်내အဆင့်ဝန်ထမ်းအကြီးအကဲများနဲ့မြို့လူထုများမာရသွန်ပန်းဝင်သည်ကိုကြိရှိအားပေးရန်ပွဲစဉ်နောက်များမှာနေရာယူထားကြလေသည် မာရသွန်အပြေးသမားများပန်းဝင်ရန်ချင်းကပ်လာနေသည့်အခြေအနေကိုအတန်ချဲ့ဆက်မှအဆက်မပြတ်ကြီးညာပေးနေသည်မြို့ဘက်စီမှလက်ခုပ်တံများကြားသည်ပြေးလာနေသူများကိုအားပေးသောလက်ခုပ်တံများဖြစ်သည်အေးသာယာကွင်းအတွင်းမှလူများလှုပ်လှုပ်ရှားရှားဖြစ်နေကြသည်ခေါင်းတထောင်ထောင်လဲတဆန့်ဆန့်နေဝင်ပေါက်စီတို့လှမ်း၍လှမ်း၍ကြည်နေကြသည်အမျိုးသမီးမာရသွန်ကရှေးဦးစွာပန်းဝင်လာကြသည် ဆိုင်ကယ်များချန်ရန်လျက်အမျိုးသမီးငယ်တယောက်အီးသာယာကွင်းအတွင်းသို့တောင်ဖက်ဝင်ပေါက်မှ ပြေးဝင်လာသည်အားပေးကြသောလက်ခုပ်တံများဆူညံ၍သွားလေသည်မိန်ကလေးအားတက်သွားဟန်သူ၏ကွင်းထဲရှိ ပြေးလန်းပေါ်ရောက်မှ ပြေးနှုံကပို၍မြန်လာသည် ကြည်နေသူများကသိ၏လက်ခုပ်တံအော်ဟစ်တံများတကွင်းလုံးဆူညံနေသည်ပြေးနေသောမိန်ကလေးကိုစားရင်ထဲမှ ကျွန်တော်လှောက်ရှားမိသည်ပန်းဝင်မုတ်ဦးမှာ တာဖန်းတိုင်လူကြီးများကလည်းပထမပန်းဝင်လာသူကိုလက်ခုပ်ဩဘာတီး၍စီးကြိုနေကြသည်ပန်းဝင်ရာမုတ်ဦးတို့နီးလာလျင်အာပေတံများလက်ခုပ်တံများစုညံလာလေမိန်ကလေးကပြေးနှုံးကိုမြန်၍မြန်၍လာလေဖြစ်သည်အားရစရာကောင်းသောအာပေမှုပင်ဖြစ်သည်အတန်ချဲ့ဆက်ကလည်းအဆက်မပြတ်ကြင်ညာ၍ဂုံပြူကြိုဆိုနေလေသည် ပန်းဝင်မုတ်ဦးအသွင်းတို့ ရောက်ရှိသွားသောမိန်းကလေးကို အမျိုးသမီးတာဖန်းတိုင်များက စီးကြိုပွေဖက်ပြီးကြက်ချီနီမိန်းကလေးများဝန်းရံလျက်အမောပြေအောင်ပြုစုရန် ခေါ်ဆောင်သွားကြလေသည် အချိန်အတော်ကြာမှဒုတိယတတိယမိန်းကလေးများပန်းဝင်လာကြသည်တယောက်ဝင်လာတိုင်းတခါအားပေးသက်များကစူညံ၍သွားလေသည်စတုထပြင်စမစတ်ထမတယောက်ပြီးတယောက်အမျိုးသမီးမာရသွန်များ ပန်းဝင်လာကြသည် နဲတဲ့ခရီးမဟုတ်73မိုင်ပြေးရခြင်းဖြစ်သည်ဤမြဝေသောခရီးကိုပန်းဝင်သည့်အသည့်မနာတန်ပြေးလာနိုင်သည့်ကိုပင်အံ့ဩစရာကောင်းလာသည်ဇွဲလုံးလာနှင့်တတိတာမက ကိုရောစိတ်ပါကြန့်ခိုင်ကြသည့်အာကမိန်မသားများပါတကားမီနီမာရသွန်မှာပထမပန်းဝင်ပြီးတားငယ်တယောက်အေးတာယာကွင်းစီတို့ချင်းကပ်လာနေပြီဖြစ်ကြောင်းအတန်ချိတ်ဆက်မှာကြီးညာတန်ထွက်ပေါ်လာသည် မြို့ဘက်စီမှာလက်ခုပ်ဩဘာသံများစူညံစွာကြားနေရ၏။ကွင်းထဲမှာပရိတ်သတ်များကလည်းလှုပ်လှုပ်ရှားရှားဖြစ်လာကြပြန်သည်။လက်ခုပ်သံများကွင်းဖက်စီသို့နီးလာနေ၏။အပြေးသမားရောက်ရှိလာသည်ကိုလက်ခုပ်သံများနှင့်မှန်းဆ၍ကြိုဆိုနေကြသည်။စိုက်ကယ်များခြံရံလျက်မီနီမာရသွန်ပထမဆုရမည်။တားငယ်တယောက်ကွင်းထဲသို့ပြေးဝင်လာနေသည်။အေးသာယာကွင်းထဲမှာလက်ခုပ်သံအော်ဟစ်အားပေးသံများစူညံသွားသည်။ ကျွန်တော်ကိုယ်တိုင်လည်းအားရပါရလက်ခုပ်တီး၍ကြိုးစုံနေမိသည်နနက်တိုင်းကျွန်တော်တို့ကိုအိယာမနိုးအောင်စူညံပေးသူများထဲမှဤကလေးငယ်လေးတယောက်အပါဝင်ဖြစ်သည်သူသည်အားပေးတန်များကြောင့်အားတက်ပြီးအပြေးခြေလမ်းများကပို၍မြန်နေသည်ပန်းဝင်ခန်းနီးလက်ခုပ်ဩဘာတန်များစူညံနေကြသည် မီနီမာရသွန်ပထမကို အားပေးဂုံပြုသည့်အားရစရာလက်ခုပ်တန်များဖြစ်သည်ဒိုင်လူကြီးများက ဝမ်းသာအားရပထမဆုရှင်ကိုဂုံပြု၍စီကြိုပွေဖတ်ထားကြသည် နောက်တော့ဒုတိယအတွက်လက်ခုပ်တတိယအတွက်လက်ခုပ်စတုတ္ထအတွက်လက်ခုပ်ဂုံပြုတန်များကအဆက်မပြတ်ပေါ်ထွက်နေသည်ဤကြားထဲတွင် အမျိုးသမီးမာရသွန်များကလည်းမလျှော့သောဇွဲလုံးလာဖြင့်ပန်းဝင်နေကြစေပထမဒုတိယတတိယမရတော့လေခยีဝေးပြေး၍ပန်းဝင်နိုင်သည်ကိုဂုံပြုကြသည် ကြည့်ရှုသူများကလည်းဂုံပြူဩဘာပေးကြသည်။နှစ်ယောက်တည်းတွင်ဝင်လာသည်လည်းရှိ၏။သုံးယောက်တည်းတွင်ရင်မောင်တွမ်း၍ဝင်လာကြသည်လည်းရှိ၏။အချို့လည်းခြေကုံလက်ပန်းကျနေပြီးတို့သောအာသင်း၍ပြေးနေသည်။ပန်းတိုင်တို့အယောက်ချီတက်မီဟူသောတတ်သည့်ဖြစ်၏။ရောက်တော့မယ်အာတင်ထားပြေးပြေးပန်းတိုင်ရောက်တော့မယ်ကြည့်ရှုနေသူများကအော်ဟစ်အားပေးနေကြသည်။စေတနာပါသည့်လိုက်လဲသောအားပေးခြင်းသည် အစွမ်းထက်မြတ်သောအားစီးဖြစ်သည်ကိုမာရတွန်ပြိုင်ပွဲမှာသိသာထင်ရှားလာသည်ခြေကုံလက်ပန်းကျနေသူများသည်အားပိတံများကြောင့်အားတက်ပြီးတော့ပြပြလွားလွားပန်းဝင်သွားကြ၏အချို့ကြွတ်တက်ပြီးထော့ကြိုးထော့ကြိုးရှောက်ထားသူများပင်လည်းခုံစွာခုံစွာပြေး၍ပန်းဝင်သွားကြ၏ပရိသတ်များပျော်ရွှင်စွာရွေမောရင်းအာရပါရလက်ခုပ်တီး၍ချီးကျူးဩဘာပေးနေကြသည်ဖိတ်ခေါ်မာရတ်တော်မှာနိုင်ငံကျော်အပြည်သမားများ ပထမစုကိုလူရန်အပြိုင်အဆိုင် အနိုင်ကျဲ၍ဧတရာကွင်းစီသို့ချင်းကပ်လာနေပြီဖြစ်ကြောင်းအတန်ချဲဆက်မှကြီးညာသည်ပရိသတ်များပို၍ပို၍လှူရှားလာသည် နိုင်ငံတကာပြိုင်ပွဲများတွင် ရွှေငွေကြီးစုတစိမ့်များစွာရရှိထားသည် အပြည်သမားများကို ကိုယ်တိုင်ကြည့်မြင်အားပေးရတော့မည်မျိုးရဲစီမှလက်ခုတ်တံများကအေးသားရာကွင်းဖက်စီတို့လင်းမြန်စွာချင်းကပ်လာသည် နိုင်ငံကျော်အပြည့်သမားများဖြစ်၍မြန်သည် သူတို့ပြေးရသည်က26မိုင်အဝေးဆုံးဖြစ်၍သာနောက်ဆုံးမှပန်းဝင်လာကြခြင်းဖြစ်သည် ရာမီစုကလည်းအများဆုံးပထမစု3သိန်းဒုတိယစု2သိန်းတတိယစု3သိန်းကျပ်တို့ဖြစ်ပါတယ်ကျန်တဲ့အတန်းများမှာ ပထမစု3သိန်းဒုတိယစု8500တတိယစု9000ဖြစ်ပါတယ်။ထုံးစံအတိုင်းစိုက်ကဲသမားများခြံရန်၍ နိုင်ငံကျော်အပြည်သမားဂိုးပါခေါ်တိန်ဝင် အေးသာယာကွင်းထဲသို့ဝင်လာသည် သူပြေးလာနေသည်ကအလွန်လင်မြန်သည်ဤမြပြေးလာသည်ပင်ခြေကမကြတကွင်းလုံးစူညံသွား၍လက်ခုပ်ဩဘာပေးကြသည်ကြံသည့်အတန်းမှနောက်ကျပြီးပန်းဝင်ရန်စူးစမ်းနေကြသည့်အမျိုးသမီးမာရသွန်များမီနီမာရသွန်များကိုဖြတ်ပြီးသူ့အတွက်အထူးသတ်မှတ်ထားသောပန်းဝင်မုတ်ဦးစီတို့လင်းမြန်စွာ ပြေးဝင်သွားသည် ဖိတ်ခေါ်မာရတွန်ပထမစုစုခုသောဂိုးပါခေါ်တိန်ဝင်းအတွက်ဂုံပြူလက်ခုတ်တံများကွင်းထဲတွင်စုညံသွား၏တိတ်မကြခင်ဒုတိယစုကို မောင်မောင်တာကစစ်ခူးသွားလေသည် ပထမကဲ့သို့ပင် အားပေးကြသည် တတိယစုကိုဂေါရီခေါ်သူရကစစ်ခူးသွားသည် အလွတ်တန်းဖိတ်ခေါ်မာရတွန်မှာနိုင်ငံကျော်အပြည့်သမားများပထမဒုတိယတတိယပန်းဝင်ပြီးမှာ ်ဒေသခံအလွတ်တန်းမာရတွန်အပြေးသမားများ ပထမဆုရရှိရန်အပြိုင်ဆိုင်ပြေးလာနေကြပြန်သည်ဒေသခံဆိုသောတန်ရောစင်စိတ်က နိုင်ငံကျော်ကိုအားပေးသောလက်ခုပ်တန်ထက်အယော့မခံကြပါဤဒေသခံအပြေးချန်ပီယံကို နောက်တနေ့မှနိုင်ငံကျော်ချန်ပီယံအဖြစ်မျှော်လင့်အားထားပြီးအားပေးနေကြသည်ဤပြိုင်ပွဲများကျင်းပသည့်အဓိကရည်ရွယ်ချက်သည်ပင်ကချင်ပြည်နယ်မှ နိုင်ငံကျော်ချန်ပီယံများကိုမွေးထုတ်ပေးနိုင်ရန်ဖြစ်သည် ဒုတိယတတိယစတုတ္ထစဉ်ဆက်မပြတ်ဝင်ရောက်လာနေကြသည်စိတ်လှုပ်ရှားစရာ စုကြီးများကိုအသီးသီးစုခူသွားကြသည် အတန်းတိုင်းမှာဇွဲတတိရှင်များကြတော့နောက်ကြချင်းကြပန်းနိုင်အရောက်ပြေးနိုင်သည် မတ်တိုင်ကိုစိုက်ထူလိုကြသည်ပရိသတ်များကလည်းသူတို့ဤဇွဲတတိကိုဂုံပြုကြောင်းလက်ခုပ်ဩဘာဖြင့်ကြိုးဆိုကြသည် ထို့သောစုဝင်သောလက်ခုပ်တံများလောက်ပောက်ကွဲအားမရှိတော့စိတ်လှုပ်ရှားစရာများကလည်းကုံသွားပြီဖြစ်၏ အသက်50ကျော်အဖိုးကြီးတယောက်ခက်မှန်မှန်ပြေးလာပြီးပန်းဝင်လာသည်တချိန်ကနိုင်ငံကျော်အပြည်သမားကြီးဖြစ်ကြောင်းအတန်ချဲ့ဆက်မှကြေညာ၍လက်ခုပ်တံများစူညံသွားသည် အမျိုးသမီးနှစ်ယောက်ရှေ့စစ်နောက်ဆက်ပန်းဝင်လာသည်ဆရာမများဖြစ်၍သူပရိသတ်ကလည်းဝန်သာအားရအားပေးကြသည်ဆယ်နှစ်အောင်တားငယ်များသည်ဇွဲတက်တိပြ၍တယောက်ပြီးတယောက်ပန်းဝင်နေကြသည်ရှင်းနှစ်ခန့်တားငယ်လေးတယောက်ကတော့ ထော့ကျူထော့ကျူနှင့်ပြေးလျက်ကွင်းထဲသို့ဝင်လာသည် ခြေထောက်မှာ အတော်လေးနာနေဟန်သူသည် သုံးလန်းလောက်ပြေးလိုက်လမ်းလျှောက်လိုက်လုံနေသည်ကြည်နေသောပရိသတ်ကလက်ခုပ်တီးပြီးအားပေးနေကြသည်ပြေးပြေးရောက်ခန့်နီးပြီးဟေ့ကလေးငယ်ဟာအာတမီထက်၍ပြေးရှာသည် သုံးလန်းလောက်ပြေးပြီးဆက်ပြေး၍မရသဖြင့်လမ်းလျှောက်လာနေသည်သူဤခြေထောက်မှာကြွက်တက်နေဟန်သူသည် အာတင်ထပန်းနိုင်ရောက်တော့မေဟေ့ လက်ခုံတန်များနှင့်အတူ အာဘီဒီအတန်များစူညံနေသည် ကလေးငယ်ခမားနာသည့်ကြားမှစူးစား၍ပြေးသည်အာဘီဒံများကြောင့်အာသက်သွားပြီးသုံးလမ်းမကလေးလမ်းလေးလမ်းမကငါးလမ်း၆လမ်းခုနှစ်လမ်းအထိပြေးသည် ဟာကြည်နေသူများအတော်ပင်စိတ်မကောင်းဖြစ်သွားသည် ကလေးငယ်မှာမောက်လျက်လဲကျသွား၏ပြန်မထနိုင်ပါမလားကြည်နေသူများစိုးရိမ်နေစဲမှာပင် ကလေးငယ်ကကုန်း၍ထနေသည် လက်ခုပ်ဩဘာသံများကလည်းထပ်မံစူညံသွားပြန်သည်ပန်းဝင်ရမီမုတ်ဦးကို မြင်နေရပြီဖြစ်သည် ရောက်တော့မယ်အာတင်သာဟေတကွင်းလုံးရှိပြိတ္တများကကလေးငယ်ထံသို့အာယုံရောက်နေကြသည်ကလေးငယ်ကစူးစား၍ဆက်ပြေးသည် သုံးလန်းလောက်ပြေးအပြီးမှကုန်းတရက်လဲကျသွားပြန်သည်ကြည်နေသူများကအတော်လေးစိတ်မကောင်းဖြစ်နေကြသည်သို့သောလက်ခုပ်တီး၍အားပေးနေကြစေကလေးငယ်ကပြန်ထသည် လက်ခုံဩဘာသံများပို၍ပို၍စူညံလာသည်ပရိသတ်များထဲမှသာမကအတန်ချက်ဆက်မှပါအားပေးသံများပေါ်ထွက်နေသည်တားငယ်တယောက်ခြေထောက်အလွန်နာနေတဲ့ကြားကမာရသွန်ပန်းဝင်နိုင်ဖို့ကြိုးစားနေပါရခင်ဗျာကလေးငယ်ကထိုအတန်ကိုကြားလင်အားတက်လာကပြန်ထ၍ပြေးသည်ဘသူမှမရည်ရက်ကြပါတားငယ်လဲကြသွားပါရခင်ဗျာဒါပေမဲ့ပြန်ထနေပါရဟောစူးစမ်းပြီးပြေးနေပြန်ပြီအားပေးကြပါခင်ဗျာ အခုလိုဇွဲတက်တိပြတဲ့မြင်ကွင်းမျိုးဟာမာရသွန်ပြိုင်ပွဲမှာသာတွေ့မြင်နိုင်ပါတယ်ခမညာဟူ၍အတန်ချဲ့ဆက်မှကြီးညာတန်များကိုကြားလိုက်ရသည်ပရိသတ်များကအတန်ချဲ့ဆက်မှပြောနေသူဤစကားနဲ့မြင်ရသည့်အမြင်ဟာကိုက်ညီနေသည့်အတွက်ကလေးငယ်ကို လေးစားစွာနဲ့အားပေးနေကြသည်ပန်းဝင်ရန်ဂိုက်90ခန်းသာလိုတော့သည်လက်ခုပ်တန်များစူညံနေစေဤကလေးပန်းဝင်လင်လဲပထမဒုတိယတတိယ ဘာစုမရမီမဟုတ်နှစ်သိမ့်စုပင်မဝင်နိုင်မှာသူရှိမှာပန်းဝင်သွားသောတားငယ်လေးများကများလာပြီ50 60ကျော်ပင်ဖြစ်သည်သူစ조사နေသည်မှာစုရရှိဖို့မဟုတ်မာရသွန်ပြိုင်ပွဲမှာအစအဆုံးပါဝင်ပြီးပန်းဝင်နိုင်သည်ဆိုသောဂုဏ်ကိုရဖို့စ조사နေခြင်းသာဖြစ်သည်ဤကလေးဤကြီးမားသောဆန္ဒကိုပြိတ္တအားလုံးကနားလည်လိုက်ကြသည်ကလေးဤဆန္ဒကိုလေးစားချီးကျူးပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးကြသည့်လက်ခုပ်တံများကလည်းစူညံလာသည်အတန်အတီးတီးမှပထမရထားသူများပါတားငယ်ကိုလက်ခုပ်ဩဘပေး၍လေးစားစွာဂုံပြူနေကြ၏ပန်းတိုင်နှင့်နီးနေပြီလာလာနီးနေပြီစူးစားလိုက်ဒိုင်လူကြီးများကလည်းစိတ်လှုပ်ရှားစွာ စီးကြိုနေကြသည် ပန်းတိုင်မဟုတ်ဦးအတွင်တို့ဤကလေးပန်းဝင်သွားနိုင်ဤကိုတကွင်းလုံးရှိလူအလုံးမြင်ချင်ကြသည် လေးငယ်လဲကြသွားပြန်သည်လက်ခုပ်ဩဘာတန်များကြားမှစူးစား၍ထသည်ပြန်ပြေးရန်စူးစားသည်တလန်းနာလန်းရသည်သည်ထမှန်လဲကြသွားပြန်၏ပြန်ထသည် နောက်တလန်းပြန်လဲကြသည်ငားကြိုက်ခန့်သာကြံတော့၏လူအလုံးစိတ်လှုပ်ရှားနေကြပြီ ပထမရရန်စူးစားသူများကိုကြည့်ရသည်ထက်ပင်ပို၍စိတ်လှုပ်ရှားနေကြ၏ပထမရမိသူထက်ပင်ပို၍အားပေးနေကြသည် လူအလုံးဤကြီးမားသောဆန္ဒမှာတူညီနေကြသည်ဤကလေးငယ်အားအောင်မြင်စေခြင်းသည်ဤအောင်မြင်မှုမှာအလွန်ကြီးကျယ်နေသည် ကလေးငယ်လဲကြရာမှစူးစားပြီးထနေသည်လက်ခုပ်တံများစူညံစွာအားပေးနေတော်လဲကလေးငယ်ကပြန်မထနိုင်တော့ပါထို့သောအော်ဟစ်အားပေးတံလက်ခုပ်တံများကစူညံနေစေနာကျင်နေသော ကလေးငယ်ကို မတနာ၍မဟုတ်ဤကလေးငယ်ဤမြဇွဲကြီးစွာစူးစားပြီး ဤမြနီးနေခါမှအရှုံးမပေးစေခြင်းတော့ပါဤကလေးငယ်အောင်မြင်စေခြင်းသည်ဤကလေးငယ်ဤအောင်မြင်မှုသည်အားပေးသူတယောက်ချင်းစီဤအောင်မြင်မှုလည်းဖြစ်လေသည် ကချင်ပြည်နယ်မာရသွန်ပြိုင်ပွဲကြီးဤအောင်မြင်မှုလည်းဖြစ်လေသည်ကလေးငယ်မှာလေးဘက်ထောက်လျက်အခြေအနေတို့ရောက်နေပြီ မတ်တက်ရနိုင်အောင်စူးစမ်းသည် မရပေရှေ့မှာမုတ်ဦးကကြိုးစိုးလျက် မလျှော့နဲ့ကစ조사ကပန်းဝင်တော့မယ်ဟုအာပိတံများကလည်းဇက်တိုက်ထွက်ပေါ်နေသည်ကလေးငယ်ဟာလေးဘက်ထောက်လျက်ပင်မုတ်ဦးစီသို့လှမ်းကြည့်လိုက်၏လက်ခုပ်တံများစူညံနေစေကလေးငယ်သည်ဒူးနှစ်ဖက်လက်နှစ်ဖက်ထောက်လျက်မုတ်ဦးစီသို့ပြေးသွားပါသည်လေးဘက်ထောက်လျက်ကိုပြေးနေခြင်းဖြစ်သည်ကလေးငယ်ဤဆုံးဖြတ်ချက်ကိုပြိတ်သက်တည်သွားပါသည်တခဲနဲ့ဩဘတန်ကြီးကဟိမ့်မီထွက်ပေါ်လာပြန်သည် မတက်ရဲ့၍မရသောကလေးငယ်သည် လေးဘက်ထောက်လျက်ပြေးရင်ပန်းတိုင်မုတ်ဦးစီတို့အောင်မြင်စွာဝင်ရောက်သွားပါသည်ကျွန်တော်လည်းအလွန်ပင်အာရဝမ်းသာဖြစ်၍လက်ခုတ်ထသည်မိပါသည်ကျွန်တော်ရဲ့မျက်လုံးအိမ်များတွင် မျက်ရည်များကစိုးစွတ်နေကြသည်ထွက်ကြတော်မူမျက်ရည်များကိုမျက်တောင်နှစ်ချက်ခတ်လိုက်ပြီးတင်စည်းလိုက်ရသည်2002ခုနှစ်မေလငွေတာရီမဂ္ဂဇင်းဝတ္ထုလေးကတော့ပြီးပါပြီ ခန်းစားနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်။